အမေရိကန်က UCLA အမျိုးသမီးဘောလုံးအသင်းကိုဝင်ခွင့်ရပေမယ့်မတော်တဆမှုကြောင့်စစ်ရုံတက်နေရတဲ့မေထလူမေထလူကဘောလုံးအကစားကိုတကယ်ဝါသနာပါသူဖြစ်လို့ဘယ်နေရာရောက်ရောက်ကြိုးစားနေပါသေး အမေရိကမှာကောလိုက်တဲ့ဆင်မလဲဆီမီပရိုလီကလပ်လော့စ်အင်ဂျလိစ်ပရိုက်အသင်းမှာကစားခဲ့ပြီးတော့ကိုယ်စွန်အများဆုံးကစားသမားဖြစ်ဆုရထားပါတယ်။မေချက်လူကအဲ့ဒီအသင်းမှာကစားပြီးတဲ့နောက်မတူညီတဲ့ဘောလုံးနည်းစနစ်တွေကိုလေ့လာသိရင်ခွင့်ရရှိခဲ့ပါတယ်။ဘောလုံးပညာနဲ့ပတ်သက်ရင်တော့လေ့လာဖို့အတွက်အမြဲတမ်းအစဉ်သင့်ဖြစ်နေတဲ့မေချက်လူကမင်းကလေးတွေကြားထဲမှာလည်းစံပြဖြစ်လာပါရဲ့ရှင်။အကစားမှာလည်းတော်သလိုပညာရေးမှာလည်းထူးချွန်တဲ့မေချက်လူက UCL တက္ကသိုလ်ကိုဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ဒီတက္ကသိုလ်ကမေချက်လူရဲ့စိတ်ကူးတဲ့ကတက္ကသိုလ်တစ်ခုဖြစ်ပြီးတော့တက်ခွင့်ရသွားခဲ့လို့ဝန်တာနေခဲ့ပါတယ်။ဒီလိုတက္ကသိုလ်ကြီးကိုဝင်ခွင့်ရဖို့ တွဲမေတ္တလူကဘောလုံးပွဲရှိရနဲ့ညဘက်မှာစာလေးလာခနစ်ခဲ့ရပါတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘောလုံးအကစားကိုစိတ်ဝင်စားသူဖြစ်တာကြောင့်မေတ္တလူက UCL အမျိုးသမီးကလပ်ထဲကိုလည်းဝင်ဖို့ကြိုးစားခဲ့ပါတယ်။သူရဲ့အရေးချင်းကြောင့်ပဲမေတ္တလူက UCL အမျိုးသမီးဘောလုံးအသင်းမှာပါဝင်ခွင့်ရတဲ့အကြောင်းကိုအီးမေးလ်လေးရရှိခဲ့ပါတယ်ရှင်။ ဒါပေမဲ့မစ်ချက်လူကလက်ရှိမှာတော့အလက်ကိုထိခိုက်သွားခဲ့တာကြောင့်စေုံတက်ပြီးတော့ကုသနေရပါတယ်။ဘောလုံးလေးကျင်ရင်းနဲ့ထိခိုက်မိသွားလို့စေုံတက်နေရပြီမဲ့မစ်ချက်လူကတော့အပြုံးမပြတ်သွားခဲ့ပါဘူးနော်။စေုံကစင်ပြီးနေကောင်းလာရင်တော့အမျိုးသမီးအသက်မှာကစားခွင့်ရရှိတော့မှာပါ။စေုံတက်နေရပြီမဲ့လည်းမကြခင်မှာတက္ကသိုလ်ကြီးရဲ့အမျိုးသမီးဘောလုံးအသက်မှာကစားခွင့်ရတော့မယ်ဆိုတာကိုယုံစရာပါပဲ။စေုံတက်နေတဲ့ပုံလေးတွေကြောင့်မစ်ချက်လူကိုမြန်မာပြည်သက်တွေကတော့စိတ်ပူနေကြပါတယ်။နိုင်ငံသားမှာတက္ကသိုလ်တက်နေပြီမဲ့မစ်ချက်လူကိုတော့ပြည်သက်တွေကမမေ့သွားခဲ့ကြပါဘူးရှင်။သူ့အကြောင်းကိုအမြဲတမ်းနားစွန့်နေပြီးတော့ပညာရေးမှာလည်း ထူးချွန်သူဖြစ်တာကြောင့်ကိုယုံနေကြပါတယ်။မေထလူကဘောလုံးကန်နာကိုငငယ်ကလေးကဝါသနာပါသူဖြစ်ပြီးတော့လေ့ကျင့်နေတတ်ပါတယ်။မြန်မာနိုင်ငံကဘောလုံးအကယ်ဒမီမှာတက်ရောက်ပြီးတော့လေ့ကျင့်ထားခဲ့တာမဟုတ်ပေမဲ့သူ့ရဲ့ဝါသနာကိုတော့ဘယ်သူကမှတားမြစ်လို့မရခဲ့ပါဘူး။အမေရိကမှာလည်းဘောလုံးကန်ခဲ့ပြီးအတွေ့အကြုံများစွာရခဲ့တဲ့မေထလူကဒီလိုနည်းစနစ်တွေနဲ့မြန်မာအသင်းကိုကူညီပေးနိုင်ခဲ့ပါတယ်။မေထလူရဲ့ကစားပုံကစားနည်းတွေကမြန်မာအသင်းနဲ့မတူညီတာကြောင့်သူ့ကိုသဘောမကျသူတွေရှိပေမဲ့သူ့ရဲ့နည်းစနစ်တွေကလည်းတာလွန်နေခဲ့ပါတယ်။သူ့ကိုပွဲမထုတ်တဲ့အခြေအနေရှိပေမဲ့စိတ်ပြတ်မသွားပဲသူ့ရဲ့ရည်မှန်းချက်က မြန်မာနိုင်ငံကိုကုန်ဆောင်ပေးချင်တာပါရှင်။အခုလည်းမေချက်လူကဘောလုံးကိုဆက်လက်ကြိုးစားခြင်းနဲ့လို့ UCLA လေးကအမျိုးသမီးဘောလုံးကလပ်ချက်ကိုဝင်ရောက်လိုက်ကြပါဒီဘောလုံးကလပ်ကရရှိလာတဲ့ပညာရင်းအတွေ့အကြုံတွေကမြန်မာအသင်းတွေအတွက်တန်ဖိုးရှိနိုင်မယ်လို့လည်းယုံကြည်လို့ဇွမ်းမလျှော့ခဲ့ပါဘူး။လက်ရှိမှာတော့မေချက်လူကစီယုံတန်နေရလို့ကျမ်းမာရေးကအောင်နေထိုင်ဖို့ကိုပဲတိုက်တွန်းနေကြပါတယ်။အမေရိကမှာကျောင်းတက်နေပြီးမြန်မာအသင်းကိုသွင်းကိုရရှိခြင်းနဲ့မေချက်လူရဲ့စီးရင်ကိုလည်းပြည်သူတွေကအသိမှတ်ပြုကြပါရဲ့ရှင်။မေချက်လူကြောင့်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကိုစိတ်ဝင်စားသူတွေလည်းများပြားလာခဲ့ပြီးအမျိုးသမီးအသင်းကကန်တဲ့ဘောလုံး ပွဲတွေကိုကြည့်ကြလာကြပါတယ်။မေထလူကနိုင်ငံသားမှာအောင်မြင်နေတယ်လို့မြမအသင်းကိုလည်းဘောလုံးမှာတိုးတက်လာစေချင်တာပါ။အရင်ကတော့မြမအမျိုးသမီးအသင်းကိုဘယ်သူမှတတိမထမ်းမိပေမဲ့အခုတော့အမျိုးသားအသင်းထက်တောင်မှပိုပြီးတော့အားပေးသူတွေများနေပါပြီ။မြမအမျိုးသမီးအသင်းဘောလုံးလောကကိုအလှည့်ပြောင်းဖြစ်စေတဲ့မေထလူရဲ့အစွမ်းကလည်းမနှဲသလိုတသင်းလုံးကလည်းကြိုးစားအားထုတ်မှုကောင်းတာလည်းပေါဝါပါတယ်။မေထလူကမြမစရာကိုမမေ့တက်တဲ့စိတ်ထားလေးကိုတော့ပြည်သက်တွေကပိုကြိုက်နေကြပြီးသူ့ရဲ့ပွဲတွေကိုလည်းမျှော်လင့်နေကြပါတယ်။ ီနေ့ရဲ့စီးကိန်းမှာတော့မိချက်လူကပြန်လာဖို့မလွယ်ကူပေမဲ့နောက်ထပ်ပွဲလေးမှာသူ့ကိုထပ်မြင်ရနိုင်ပါတယ်ဘလုံးအကစားကိုအရန်သဘောကျတဲ့မိထက်လူကဆရာဝန်အဖြစ်အသက်မွေးရင်တောင်းအကစားဆရာဝန်ဖြစ်အောင်ကြိုးစားဖို့အတွက်ဤမှန်ချပါရရှင်။ UCLA မြို့သမီးအသင်းမှာကစားကွန်ရခဲ့တဲ့မိထက်လူအတွက်ကမြူစကားလေးတွေကိုကွန်မတ်မှာရေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရရှင်။